ဒီနေ့တော့ကျွန်တော်တို့ data analyst တယောက်အနေနဲ့ interview ရပြီဆိုရင်ဘလို့အဆင့်နေရှိတယ်လဲတဆင့်တဆင့်ချင်းစီမှာဘလို့မေးခွန်းနေပေးတတ်တယ်လဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်မင်္ဂလာပါဗျာ the analyst perspective page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်တို့ကျွန်တော်ဒီပြီးခဲ့တဲ့နှစ်တည်းအတွင်းဖြေခဲ့ဘူးသူများရှောက်ခဲ့ဘူးသူများ interview တွေထဲမှာတခုတည်းတခုခက်ဆင်ဆင်တူနေတာလေးရှိတယ်ဗျဆိုတော့ data analyst တွေရဲ့အလုပ်ကဒီလိုမျိုး pattern တွေတူနေ ကုန်းတော်ကတော်တော်မြင်တတ်တယ်။ဆိုတော့ဒီ common ဖြစ်နေတဲ့တကူနဲ့တကူတူနေတဲ့အဆင့်တွေကိုဆွဲထုတ်ပြီးတော့ဂျေဘူကကြားတဲ့ interview process အဆင့်50နေနဲ့ကျွန်တော်ပြင်ဆင်ထားပါတယ်။ဆိုတော့ဒီအဆင့်တွေကအရင်ဆုံး HR screening လာတတ်ပါတယ်။ပြီးရင်ကျွန်တော်တို့ scale assessment ကိုရဲ့ ASE ကိုရဲ့ power bi scale ကိုအရင်ဆုံး initial assessment လုပ်တယ် test တွေဖြေရတယ်။နောက်တစ်ဆင့်ကကြတော့ technical interview ပြ။ technical interview က ကိုနဲ့တွဲလို့ရမယ်လိုင်းမန်နေဂျာကနေ view ရလေရှိတယ်လို့တကယ်ဒီ senior technician senior analyst senior data engineer သူတို့တွေကနေလာပြီးတော့ interview တွေအဆင့်ရှိပါတယ်ဆိုတော့ဒီအဆင့်ကိုဖြတ်ပြီးရင်နောက်ကိုယ့်ကို project တစ်ခုပေးလိုက်တဲ့ take home assignment အဆင့်ကိုရောက်တယ်အဲ့မဲ့ဒီအဆင့်တစ်ခုကရှင်းနေတော့ကနည်းနည်းလေးပြောင်းနိုင်တယ်တခါလေး take home assessment ပေးပြီးတော့မှ technical ဖြေရတာရှိတယ်တခါလေး technical interview ဖြေပြီးတော့မှ take home assessment ပေးတာရှိတယ်ဆိုတော့ဒီအဆင့်တွေပြီးသွားရင်ကျွန်တော်တို့နောက်ဆုံးကတော့ final interview အဆင့်ကိုရောက်တယ် final interview အဆင့်မှာကတော့ကိုယ့်ရဲ့ personality ကိုအနှဆိုင်ဆုံးစစ်တာဖြစ်တယ်ကိုယ်အခက်အခဲတခုဖြစ်လာရင်ဘယ်လိုလုပ်တတ်တယ်လဲ stress ဖြစ်လာရင်ဘယ်လိုလုပ်တတ်တယ်လဲဒါမျိုးတွေစစ်တယ်ပြီးရင်တို့ရဲ့ company မှာအလုပ်ရမယ်ဆိုရင်ဘယ်လို working condition တွေနဲ့လုပ်ချင်လဲပေါ့နော်အဓိကအပြင်တော့ salary ပေါ့ပေးပေါ့ဒီလိုမျိုးတွေညှိတယ်အပိုင်းနောက်ဆုံးအဆင့်ကိုရောက်တာဖြစ်တယ်အဲ့တော့ဒီအဆင့်လေးတွေတစင်ချင်းစီမှာတစင်ချင်းစီကဘာလို့ဒီအဆင့်တွေကိုထားရတယ်လဲပြီးတော့ ဘယ်လို question တွေမေးတတ်တလဲဆိုတာကိုကြည့်လိုက်ရအောင်ဒီတော့ကျွန်တော်ဖြည့်ခဲ့တဲ့မြန် interview တွေမှာပထမဆုံးစကြုံရတာကတော့ HR screen နေမယ် HR screening ဆိုတာက HR recruiter ပေါ့ဗျာ recruiter နဲ့ကိုယ်နဲ့နှစ်ယောက်တည်းပြောရတာသူ့ရဲ့ interview ရဲ့ရည်ရွယ်ချက်ကတော့တကယ်တော့ဟိုဘန်းစကားနဲ့ပြောရင် vibe check ပေါ့ဗျာဒီကောင်ကငါတို့ company နဲ့အဆင်ပြေပါမလားဆိုတာကို HR အရင်ဆုံးဝင်ထောက်တဲ့ interview ဖြစ်တယ် ပြီးတော့ဘာကြီးကြည့်လဲဆိုတော့ကျွန်တော်တို့ရေးထားတဲ့ CV တွေကပြီးခဲ့တဲ့ကြောင်းလုပ်ခဲ့တဲ့အလုပ်ဓာတ်တွေကဟိုရေးထားတာတော့တမျိုးကိုပြေတာတမျိုးဖြစ်နေမှာဆိုလို့တေချာလေးလာမေးတာမျိုးပေါ့နော်ဒါမျိုးတွေမေးတတ်တယ်ပြီးတော့ကိုလျှောက်တဲ့ role တကယ်ဆရာထက်တမ်းမှုရှိရလားဆိုတာကိုထောက်လန်းတာလည်းဖြစ်တယ်အဲ့တော့အဲ့ဒီနေရာမှာ ကိုကတကယ်ကိုဒီလိုအရန်စိတ်ဝင်စားဖြစ်ပါတယ်ဆိုတာကိုကောင်းကောင်းပြနိုင်ရင်တော့ဒီအစဉ်ရန်ကြောပြနိုင်ဖို့လွယ်တယ်ကိုရဲ့ passion ကိုတကယ်စိတ်ဝင်စားမှုရှိတယ်ဆိုတာကိုစိတ်ရထက်တန်နေဆိုတာကိုပြနိုင်ရင်ကောင်းတယ်ကျွန်အဓိကတော့ vibe check vibe check ဆိုတာဒါ company သူ့ရဲ့ company နဲ့ကျွန်တော်တို့နဲ့ကိုက်ရလာပါတော့ဒါလာကြည့်ရပြီးရင်ဘာတွေမေးတယ်လဲဆိုတော့ကဲမင်းအကြောင်းလေးနည်းနည်းပြောပြပါဦးလို့ဒီ data analyst အလုပ်ကိုရှောက်ဖို့ဒါမှမဟုတ်သူတို့ company ရဲ့ role ကိုရှောက်ဖို့ဘာလို့စိတ်ဝင်စားရတာလဲလို့ဒါမျိုးတွေမေးတတ်တယ် ပြီးတော့ salary expectation ပေါ့နော်သူတို့ပေးနိုင်တဲ့ range နဲ့ကိုလိုချင်တာနဲ့ရောကိုက်ရလားဆိုတာမျိုးအဲစောစောစစ်စစ်တည်အောင်လို့ကိုယ့်ရဲ့လိုချင်တဲ့ range တခုကိုယ့်ရဲ့ expectation တခုကိုမေးတတ်တယ်ဗျ။အဲ့တော့နောက်တစ်ဆင့်နောက်တစ်ဆင့်က skill assessment skill assessment မှာကဘာတွေစစ်လဲဆိုတော့ skill assessment ကကြာတော့ဟို online test တွေကိုကျွန်တော်တို့လင့်ပေးပြီးတော့တက်ဖြေခိုင်းတာများတယ်။အဲ့တော့ကျွန်တော်ပြေခဲ့ဘူးသူများ interview တွေ assessment တွေအကုန်လုံးမှာကအဲ့လိုပုံစံပဲ။သူကဗာစစ်တာလဲဆိုတော့ကို CV ထဲမှာရေးထားတယ်ဗျာ။ Excel ကို advanced level ရှိတယ်လို့ Power BI ကို intermediate level ရှိတယ် SQL intermediate level ရှိတယ်ဒါမျိုးတွေရေးထားတယ်လူတိုင်းကတော့ intermediate advanced ဆိုတာတွေကရေးချင်တယ်လို့ရေးလို့ရတယ်တကယ်ရော သူရေးထားတဲ့ level အတိုင်းဒီလူက scale ရှိနေရလားဆိုတာကိုသူတို့ကသိချင်တဲ့အတွက်ဒီလို test တွေပေးပြီးတော့ဖြေခိုင်းတာဖြစ်တယ်အဲ့တော့အဲ့ဒီ test တွေကဘယ်လိုမျိုးမေးခွန်းတွေမေးတယ်လဲဆိုတော့ဟို test ဖြေရတဲ့ link တွေရှိတယ် test ဖြေဖို့အတွက်ကျွန်တော်တို့ provide လုပ်ပေးတဲ့ service တွေရှိတယ်ပေါ့ဗျာဥပမာအပြင် test gorilla တို့ test dome တို့ကျွန်တော်တို့ဖြေဖို့တယ် leak out လည်းဖြေဖို့တယ်အဲ့ဒီမှာသူက website တခုကျွန်တော်တို့ link ကို ပေးလိုက်မယ်အဲ့ဒီ link နဲ့ကိုကျွန်တော်တို့က account သွားဖွင့်ရမယ်ပြီးရင်အဲ့ဒီ account နဲ့ဝင်ပြီးတော့သူတို့စီစဉ်ထားတဲ့မေးခွန်းတွေကိုအချိန်နာရီဝက်45မိနစ်သို့မဟုတ်တနာရီအတွင်းမှာပြီးအောင်ဖြေပေးရမယ်ပေါ့နော် ပြီးအောင်ဖြေပေးရမယ်မှန်အောင်ဖြေပေးရမယ်ဆိုတာမျိုးရှိတယ်အဲ့ဒီကမေးခွန်းတွေကဘာတွေမေးတယ်လဲဆိုတော့အဲ့ဒီ ဘေးစစ်အပေါင်းနှုံမြောင်စားတွေမေးတယ်။နောက် SQL formula တွေဒီ formula ဒီကုတ်ကိုရေးလိုက်ရင်ဘာပြေထွက်မလဲဆိုတာမျိုးရေးခိုင်းတာရှိတယ်။နောက်ပြီးတော့ problem တစ်ခုပေးပြီးတော့ table ပုံစံလေးတွေပေးထားတယ်။အဲ့ဒီ table တစ်ခုနဲ့တစ်ခုကြားတဲ့ကအဲလိုချင်တဲ့ column တွေကိုထုတ်ပေးပါဆိုတာမျိုးလိုချင်တဲ့ number တွေကိုတွက်ပေးပါ SQL နဲ့ရေးပြီးတွက်ပေးပါဆိုတာမျိုးတွေမေးတယ်။ပြီးတော့ power bi ရဲ့ dax function တွေ dax formula တွေဒါတွေကိုလည်းမေးတတ်တယ်။ဆိုတော့ဒါက technical scale နောက်ထပ်အဲ့ဒီ scale assessment level မှာမေးရတာနောက်တစ်ခုကဘာရှိလဲဆိုတော့ IQ test လို့ဟာမျိုးတွေမေးတယ် IQ test လို့မျိုး aptitude test လို့ခေါ်တယ်ပြောချင်တာကဒီလူကပေါ့နော် technical နေမဟုတ်ဘဲနဲ့အတွဲချက်မှာစဉ်းစားရောစဉ်းစားတတ်ရဲ့လားဒါမျိုးသိချင်လို့မေးတာပေါ့နော်တခါလေကြရင် verbal reasoning အ word reasoning ဒါမျိုးတွေပါမေးတယ်ဥပမာ logic တွေပေါ့ဗျာဟိုမောင်မောင်ဒီမဲဒီជីကန်းဒီမဲဒီဒါဆိုရင်ជីကန်းနဲ့မောင်မောင်နဲ့တူသလားဆိုတာမျိုးအဲ့လို question မျိုးတွေကိုကျွန်တော်တို့အင်္ဂလိပ်လိုရေးထားတယ်လှည့်ပတ်ပြီးတော့မေးထားတာတွေရှိတယ်ဆိုတော့အဲ့လို question မျိုးတွေဖြေရတယ်ပြောရရင်တော့ညံစမ်းဘေဟီလီလိုမျိုးတွေမေးတတ်တယ်ပေါ့ဗျာဆိုတော့ဒီအဆင့်တွေရှိတယ်ဟိုဒါကတော့ကိုကိုတိုင်အဲဘယ်သူမှမပါဘဲနဲ့ကိုတယောက်တည်း laptop ဖွင့်ပြီးတော့အေးစေးစေးထိုင်ပြရတဲ့ assessment မျိုးဖြစ်ပါတယ် အဲ့တော့ဒီ scale assessment ပြီးသွားရင်အဲ့ဒီမှာအမှတ်ကောင်းတယ်အောင်တယ်ဆိုတော့မှနောက်အဆင့်ကိုတက်တယ်အဲ့တော့နောက်အဆင့်ကနှမျိုးဖြစ်သွားနိုင်တယ်အဲရှေ့မှာကျွန်တော်ပြောခဲ့သလိုကိုယ့်ရဲ့ line manager နဲ့တွေ့ရတဲ့ technical interview face to face interview လည်းဖြစ်နိုင်တယ်ဒါမှမဟုတ် technical assessment ကိုအရင်ပေးပြီးတော့မှ technical interview ဖြေခိုင်းတာလည်းဖြစ်နိုင်တယ်ဆိုတော့ technical interview ကဘာကြောင့်မေးရတာလဲပေါ့နော်ဒါလေးကြည့်ရအောင်အဓိကကတော့ရှေ့ကပြောခဲ့တဲ့ scale assessment မှာကျွန်တော်တို့ကဟုတ်တယ်ကုတ်တော်ရေးတတ်တယ် excel လည်းသုံးတတ်တယ် power bi လည်းသုံးတတ်တယ်ပြီးတော့သူ့ရဲ့ logical reasoning လည်းကောင်းတယ်ပြဿနာတွေလည်းဖြေတတ်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒီရှိတဲ့ knowledge ရဲ့ scale တွေကိုတကယ် real life business ဘာ quantify တက်နေပြီဆိုအဲ့ဒီပြဿနာတွေနဲ့ဟိုချိန်နိုင်ရလားရှင်းလင်းနိုင်ရလားဆိုတာတွေကိုမေးတတ်တယ်အဲ့ဒီလိုမျိုးမေးနိုင်ဖို့အတွက်ဒီ technique တွေမျိုးတို့ကခံထားတာဗျအဲ့တော့ ကိုယ့်ရဲ့အလုံးမှာရုပ်တရက်ပြဿနာတခုဖြစ်လာရင်ဒီပြဿနာကိုဘယ်လိုစဉ်းစားတယ်လဲဘယ်လိုချင်းကတ်တယ်လဲဒါမျိုးတွေစစ်တယ်ပြီးတော့ကိုယ်စဉ်းစားလိုက်တဲ့ thinking process ပေါ့เนาะအဲ့ဒီ process တခုလုံးကိုကိုယ့်ရဲ့စိတ်နေရာဟိုနားလည်အောင်ရှင်းပြတတ်ရလားကိုယ့်ရဲ့စိတ်နေရာတွေမဟုတ်ဘဲနဲ့ကိုနဲ့အမြဲတွဲပြီးလုပ်လို့ရမယ် state ကိုဓာတ်တွေကိုရောနားလည်အောင်ရှင်းပြတတ်ရလားပေါ့เนาะဒါမျိုးတွေကိုမေးတတ်တယ်ဟိုမေးလေမေးတာရှိတဲ့ question တွေကဘာတွေလဲဆိုတော့ life coaching ဆိုတာကပြဿနာ coding problem တခုကိုရှေ့မှာရေးထားပြီးတော့ကျွန်တော်တို့ချက်ချင်းစာရိုက်ပြီးတော့ချက်ပေါ်စင်းမှာအဲ့ဒီငါ့ကို SQL code ချက်ချင်းရိုက်ပြပါဆိုတာမျိုးဖြေခိုင်းဖို့လည်းရှိတယ်ကျွန်တော်တို့ကျွန်တော်တို့ဖြေခိုင်းဖို့လေအဲ့ဒါကျွန်တော်ထင်တာလေးအကိစ္စအရင်ရော David မရှိဘူးဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့ဆိုတာ code ကိုရေးပြီးတော့မှရေးနေနေတယ်မှာဟို SQL tool တွေပါတွေကကိုတခုခုမားနေပြီဆိုရင်အောက်ကနေ underline လေးတွေပါလေးလုတ်ပေးတယ်လीအဲ့တော့အဲ့ဒီဟာမားတာကိုမားနေမှသိပြီးတော့မြင်တော့ပြင်လို့ရတယ်အဲ့လိုကြီးဟို အင်တာဗျူးလုပ်နေတဲ့ team ကချက်ပေါက်ချဲမှာရေးပြီးတော့ဖြေဆိုတာကတခါလေကျတော့အသိအသေးပဲမရှိဘူးဒါပေမဲ့လည်းတချို့ technical interview တွေမှာကအဲ့လိုပဲမေးလေမေးတာရှိရတော့ဖြစ်နေတယ်ဒီတော့ဟိုကိုယ့်ရဲ့ကိုယ့်ကိုချက်ချင်းလက်ငင်းစဉ်းစားပြီးရင်အမှားနည်းနိုင်တယ်များနည်းအောင်ရေးတတ်ဖို့တော့ပြင်ဆင်တာအကောင်းဆုံးပဲဗျာ Okay now ဘာတွေမေးတယ်လဲဆိုတော့ business case study business problem တကူကိုစာနဲ့ရေးပေးထားတယ်ကဲဒါဆိုရင်မင်းကငါ9မိနစ်အချိန်ပေးမယ် အဲ့ဒီပင်စက် problem ဖတ်ဖတ်ပြီးလို့ရှိရင်ငါတို့မှာပြဿနာဖြစ်နေတယ်အဲ့ဒီပြဿနာကိုရှင်းဖို့အတွက်မင်းဘယ်လိုချင်းကံမလဲဘယ်ဟာစမလဲဘယ်လို resource တွေယူမလဲပြီးတော့ဘယ်လိုဖြည့်ရှင်းမလဲအဲဒါမျိုးစဉ်းစားပြခိုင်းတာပေါ့ဗျာသူတို့ကငုတ်တူကြီးထိုင်ပြီးတော့อืมဆိုပြီးထိုင်စဉ်းစားနေလို့မကောင်းဘူးအဲ့လိုမေးပြီဆိုရင်ကျွန်တော်တို့ကကိုစဉ်းစားသမျှခေါင်းထဲပေါ်နေသမျှကိုသူတို့ကိုပါဇက်ကနေသာထုတ်ပြောသင်ခင်အောက်လောက်လို့ခေါ်တာပေါ့ကိုခေါင်းထဲမှာရှိသမျှပါဇက်ကနေထုတ်ပြောအဲ့ဒါဆိုရင်သူတို့သဘောချတယ် ောက်ပြီးတော့တခါလေကြရင်လို့ technical question တွေကိုကြားပေါက်ကြားပေါက်မေးတတ်တယ်။ဥပမာဘယ်လိုလဲဆိုတော့ကျွန်တော်မေးခံရမှုတွေဟာဆိုရင်အာ Power BI နဲ့ပတ်သက်လို့နောက်ဆုံးသတင်းမင်းပါတည်တာလေဆိုတာမျိုးမေးတယ်။ပြီးတော့တခါလေကြရင် SQL မှာအခက်ဆုံး function အနေနဲ့မင်းဘယ်လိုဟာမျိုး function မျိုးသုံးဘူးလဲပေါ့နော်ဒီလိုမျိုးတွေဂျာဘောက်မေးတာတာရှိတယ်ဆိုတော့ဒီလိုဂျာဘောက်မေးလာတာတွေကိုလည်းနည်းနည်းကိုကကြိုးပြီးတော့ပြင်ဆင်ထားနိုင်ရင်ပိုကောင်းတယ်ဗျာပြောရရင်တော့ technical interview ကနည်းနည်းခက်တဲ့အထဲမှာပါတယ်အဲ့လိုလဲဆိုတော့ဆရာကြီးတွေဆင်မေးတာ senior engineer တို့ကိုရဲ့ manager တို့ဒါမျိုးတွေဆင်မေးတာဆိုတော့နည်းနည်းလေးခက်တတ်တယ်တော့ဒီအဆင့်ပြီးသွားရင်နောက်ဘာဆက်လုပ်ရလဲဆိုတော့အာကိုကိုပေါ်ပြန် project တကူလုပ်ခိုင်းတာ အဲ့ဒါတော့အမြဲတမ်းပါတယ်ကျွန်တော်ဖြည့်ဦးသမျှအင်တာဗျူးတွေအကုန်လုံးကကိုကိုအလိုမျိုးလာလာပြီးတော့ project လုပ်ခိုင်းနေရှိတယ်ဗျာဆိုတော့အဲ့ဒီမှာကောင်းတာတစ်ခုကဗာလဲဆိုတော့ကိုက dashboard challenge ဝင်မှုတယ်ဒါမှမဟုတ်ကိုမှာ project portfolio တခုရှိတယ်ဆိုရင် interview မေးတဲ့သူတွေကသူတို့အချိန်ပုံခံပြီးတော့ကိုကို project ထပ်မပေးတော့ဘူး မိမရှိတဲ့ portfolio တွေကငါတို့အကောင်းဆုံး project တစ်ခုပို့လိုက်ပါဆိုပြီးတော့ကျွန်တော်မေးဘူးတာရှိတယ်။ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့က portfolio တစ်ခု ready ဖြစ်အောင်ပြင်ထားတာတော့အကောင်းဆုံးပဲ။ကဲလို့မဟုတ်ဘူးပဲထားပါတော့ခုမှ portfolio မရှိဘူးဆိုရင်လည်းဘယ်လိုမျိုးဖြေရတတ်လဲဆိုတော့ကိုယ့်ကို data set နမူနာပေးလိုက်မယ်။ပြီးရင်အချိန်တပတ်တန်ဒီစရဲတန်ဒီပေးမယ်။အဲ့ဒီအချိန်တွေမှာဒီ data set ကိုကြည့်ပြီးတော့ project dashboard တခုထုတ်ခဲ့ပေါ့ဗျာ dashboard တခုထုတ်ခဲ့ပြီးရင်အဲ့ဒီ dashboard ကနေကိုမင်းတွေ့လာတဲ့ insight တွေကိုငါတို့ report တင်ပေးဆိုတာမျိုးပြောရရင်တော့တကယ်အလုပ်တစ်ခုခိုင်းလိုက်တာပဲဟို project တစ်ခုအစားဆုံးရှေ့ကစမ်းခဲ့တဲ့ technical တွေအကုန်လုံးပေါင်းစပ်ပြီးတော့ကျွန်တော်တို့ project တစ်ခုအနေနဲ့လုပ်တက်လာပြီးတော့ testing လုပ်နေတဲ့ environment မဟုတ်ဘဲနဲ့တကယ် real life တကယ်အလုပ်ငန်းခွင်ထဲအခြေအနေမှာဆိုရင်ဟောကိုသုံးနေတဲ့ tools တွေကိုကောင်းကောင်းမွန်မွန်သုံးတတ်ရလားဆိုတာကိုသိကျင်လို့ မေးတဲ့ assignment မျိုးဖြစ်ပါတယ်အဲ့တော့သူတို့ကအချိန်တခုပေးမယ်အဲ့အချိန်တွင်မှာကိုဟာ Power BI dashboard တော့မဟုတ် Tableau dashboard ပေါ့နော်အဲ့လို dashboard တခုလုပ်ပေးရမယ်ပြီးရင်အဲ့ဒီ dashboard ကနေရလာတဲ့ insight တွေကို report အနေနဲ့စာရေးပြီးထုတ်ပေးရမယ်အဲ့လိုမျိုးကြီးမိတတ်တယ်ကျွန်တော်ကတော့အဲ့လိုမျိုးနှာခါသုံးခါဖြည့်ဘူးတယ်ဒီစင်ဒီရောက်ပြီဆိုရင်ဒါတော်တော်လေးနီးစပ်နေပြီဘာလို့လဲဆိုတော့ကိုကဒါကိုကောင်းကောင်းလုံးလိုက်နိုင်ရင် over ရဖို့90%လောက်သေးကြနေပြီဗျာ အဲ့ဒီတော့ကိုလုတ်ပေးလိုက်တဲ့ assignment ကိုကြိုက်ပြီကိုရဲ့ technical skill ကိုလည်းကြိုက်ပြီဆိုရင်တော့နောက်ဆုံး final interview အနေနဲ့ထပ်ခေါ်တတ်တယ်ဆိုတော့ဒီ technical job တွေကအများသောအပြင်လို interview တွေအနည်းဆုံး50 40 50တော့တွားကြရများတယ်အဲ့တော့ final interview ရဲ့ရည်ရွယ်ချက်ကတော့ဘာလုပ်တာလဲဆိုတော့ဒီလိုတော့ငါတို့ hire လုပ်ဖို့တော့တော်တော်လေးသိကြနေပြီဒါပေမဲ့သူက communication ကိုလုပ်တတ်ရလား ဟို technique တော့ကောင်းတယ်ဟုတ်တယ်ဒါပေမဲ့လုပ်ငန်းခွင်ထဲမှာအဲကွာစားဖြစ်နေဘယ်လိုလုပ်မလဲဆိုတော့ဒါမျိုးတွေကိုသိချင်လို့ HR နဲ့ manager နဲ့ဝင်ထောက်တဲ့ interview ဖြစ်တယ်ဆိုတော့ final interview မှာ HR ပြန်ပါလာတယ်ဆိုတော့ HR ထိတ်ဆုံး screening မှာတကားပါတယ်ပြင်ကြားတဲ့ရဒီ technical ဘိုင်းတွေသူဝင်မပါတော့ဘူးနောက်ဆုံး final interview လုပ်တဲ့အခါပြန်ပါလာတယ်အဲ့ဒီ interview မှာဘယ်လိုတွေမေးတယ်လဲဆိုတော့ အဲကိုရှင်းခဲ့ဘူးတဲ့ပြဿနာတစ်ခုအကြောင်းကိုပြောပြပါဆိုတာမျိုးဒါမှမဟုတ်ကိုပေးလိုက်တဲ့ insight ကိုပေးလိုက်တဲ့ information တစ်ခုကြောင့်စီးပွားရေးကဘယ်လိုမျိုးကောင်းကျိုးတွေရသွားလဲဒါမှမဟုတ်ဘယ်လိုမျိုးဆိုးကျိုးတွေကိုရပ်တန့်နိုင်လိုက်လဲအာဒါမျိုးတွေမေးတတ်တယ်ပြီးရင်နောက်ဟိုအမေးအများဆုံး problem တစ်ခုကကိုအနေနဲ့အရန်ခက်ခဲခဲ့တဲ့အခြေအနေဒါမှမဟုတ်ကိုအရန် stress ဖြစ်ရတဲ့အခြေအနေ အဲ့လိုအချိန်ဒီမှာဘယ်လိုမျိုးကြော်လွားခဲ့တယ်လဲဆိုတာမျိုးတွေမေးတတ်တယ်ဒါအိရှာရဲ့အရင်ကြိုက်တဲ့ question နော်ဆိုတော့ဒါမျိုးတွေကိုကိုကစဉ်းစားထားပြီးတော့ဒီလိုမျိုးဆိုရင်တော့ငါဘယ်လိုဖြေလိုက်မလဲဆိုတာမျိုးချိုးပြင်ဆင်ထားရင်ခေါင်းနေပြီးတော့ဒီနေရာမှာအရင် story တွေဟိုရောက်ပြီးတော့မညာနဲ့ပြောချင်တာကိုဖြစ်ခဲ့ဘူးတာလေးကိုပဲအဲသူတို့မေးတဲ့ question နဲ့ကိုက်အောင်လှည့်ပတ်ပြီးတော့ပြောလို့ရတယ် မဟုတ်တာတွေတော့ထဲမပြောနိုင်ဘူးဗျာနော်โอเคဆိုတော့ဒါတွေအကုန်သဘောကျသွားပြီဆိုရင် final interview ရဲ့နောက်ဆုံးချိန်မှာကျွန်တော်တို့အလုတ်ချိန်နေဘဲချိန်မနက်ရှင်းနိုင်ညနေ9:00နာရီဆိုရင်အဆင်ပြေလားဆိုတာမျိုးတွေအလုတ် location တို့ရုံးလာတက်နိုင်လားဒါမှမဟုတ် remote လုပ်ချင်တာလားဒါမျိုးတွေညှိတက်တယ်အဲ့ဒါတွေနောက်ဆုံးမှာ လာစားပေါ့နော် salary package သူတို့ကတော့ဘယ်လောက်ပေးနိုင်တယ်အမေကတော့ဘယ်လောက် expectation ရှိလဲအဲဒါမျိုးတွေနောက်ဆုံးညှိနိုင်တယ်ဆိုတော့ဒါတွေအကုန်ညှိနိုင်ပြီးသွားရင်တော့ကိုက offer ရဖို့အတွက်95%တေချာနေပြီလို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ကြုံတွေ့ခဲ့ဘူးသမျှတော့ interview များတဲ့ပါအဲတခုနဲ့တခုခက်ဆင်ဆင်တူနေတဲ့ကိစ္စတွေဒါတွေကို share လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ကိုတွေလည်း data analyst job offer ကို အင်တာဗျူးစာရပြီဆိုရင်နောက်ဘလို့အဆင်နေရှိလဲငါဘာဒီပြောလင့်ထားလို့ရမလဲဆိုတာကိုသိကြမယ်တင်ပါတယ်ကျေးဇူးပါနောက် post မှာတွေ့တော့ဗော